ိုးပြီးမှာမင်္ဂလာပါခစ်တင်ຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်မော်ကောင်းနဲ့မုံမိတ်မျိုးများတို့တရားလမ်းလေးကောင်စစ်ကောင်မရှင်တပ်များကိုခေါ်တွင်းမြေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တအောင်မျိုးသားလူမျိုးရေးတပ်မတော်တရားလမ်းလေးနဲ့စစ်ကောင်မရှင်တို့ကြားအပြည့်ရညှိနှိုင်းချက်များရှာယူပြီးနောက်မော်ကောင်းနဲ့မုံမိတ်မျိုးများမှတရားလမ်းလေးတပ်များဆုတ်ခွာပေးရမည်ဖြစ်ကောင်စစ်ကောင်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါတယ်။ စစ်ကောင်မစင်တပ်များသည်မုံမိန်နဲ့မုံကုံတို့ဝင်ရောက်ရမှာတောင်းတပ်များကိုယ်တိုင်ခေါ်တွင်ပေးမိအခြေအနေနဲ့ဝင်ရောက်မည်ဖြစ်ကြောင်းတော်လန်ရေးတပ်ဖွဲ့များနဲ့ဤသက်သူများထံမှသိရှိရပါသည်မြို့ကလူငယ်တွေနဲ့အမျိုးသမီးအမျိုးသားတွေကိုခေါ်ပြီးတော့စစ်ဘက်ရဲ့ရလုံးကျုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တဲ့မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံမုံတိတာလားဆိုပြီးခေါ်ပြီးကြိုက်နှက်တာတွေရှိတယ်မုံကုံအစီဘက်မှာဆရာဖားတွေရောက်နေပြီလို့မုံကုံမြို့ကအမျိုးသမီးတအူးကပြောပါတယ် နဝေမာလာကုမတအောင်တံမြောင်မြို့နယ်မြို့မှအပြီးဖဲပေးရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကိုမြို့အတွင်းတအောင်တပ်ကိုယ်တိုင်ခေါ်သွင်းမည်ဆိုတဲ့အခြေအနေများကိုပါကြားသိလာရခြင်းဖြစ်ပါတယ်။ ပြီးခဲ့သည့်နိုဝင်ဘာလ16ရက်နေ့ကတော်လရင်အင်အားစုများကိုတည်ဆောင်ရမှာတီအန်လန်လီကစစ်ကောင်မရှင်ကိုခေါ်သွင်းလာသည့်အခါနှောက်ရှက်ဟန်တောင်းခွင့်မရှိကြောင်းထည့်တွင်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ထို့အခြေအနေကြောင့်တော်လရင်တပ်ဖွဲ့အသီးသီးကမြို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပေမယ့်မိဖန်ဖြစ်သည့်တီအန်လန်လီကနှောက်ရှက်ဟန်တောင်းခြင်းမပြုရန်ပြောဆိုထားသည့်အတွက်အခြေအနေမှာရှုပ်ထွေးလျက်ရှိပါတယ်။ လက်ရှိမှာမုံကိုမြို့အတွင်းစစ်ကော်မရှင်တပ်မှတပ်ဖွဲ့အချို့ကြောင့်ရှိနေပြီးဖြစ်ပြီးစစ်ကော်မရှင်ကနိုဝင်ဘာလ2ရက်နေ့ကတည်းကမုံကိုမြို့ပေါ်မှာဆက်ဆံရေးယုံဖွင့်လှစ်ထားခဲ့ပါတယ်။ရခိုင်လကုံမှာထိုမတဆင် TNL တပ်များရခိုင်လကုံအတွင်းထိုယုံမှာတဆင် TNL တပ်များဦးဆောင်မှုဖြင့်မြို့အတွင်းဝင်ရောက်မယ်လို့သိရပါတယ်။အခြေအနေကတော့တေချာမသိရသေးဘူးကျွန်တော်တို့ကတော့ကူပေါ်ရောက်နေပြီသူတို့ချမယ်ဆိုလဲအစင်းနဲ့အနေထားပေါ်လို့တော်လန်ရေးတက်ဖွဲ့ဝင်တအူးကပြောပါတယ်တင်ရလန်လေးနဲ့စစ်ကော်မရှင်တပ်တို့ဤဆက်ဆံရေးရုံးများကို ပြည်ဦးလွင်နယ်မိုးကုတ်လမ်းမပေါ်ရှိဆန်လန်းစုံမှဖွင့်လင်းထားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလဘီဖာကနဲ့စရုံးကိုစက်တက်လေးချောင်းလက်နဲ့ချင်းစက်တိုက်တိုက်ခတ်မှုခရယာပြောဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကမြို့နယ်ကိုစက်ကောင်စီကလက်နဲ့ချင်းလေးချောင်းတိုက်ခတ်မှုတွေနေ့စဉ်ဒီပါလို့ဆောင်နေသလုံးစရုံးမြို့နယ်ကိုလည်းလေးချောင်းကနေထပ်မံတိုက်ခိုက်လာကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA တရင်ပြန်ကြားရေးဌာနကဖော်ပြပါတယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းဖာကန်ဒေတာမရှိကထောင်ကြံကတ်မော်ကို စစ်ကောင်စီတပ်ကဒုံးနဲ့တက်ခိုက်သွားလို့ပြည်သူနှုတ်တရားရရှိခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီတပ်ရဲ့ဒုံးပုံကျတဲ့နေရာဟာဒေသခံပြည်သူတွေတပိုင်းတနိုင်းကျောက်စင်းသူဖော်ရနေရာကိုတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KAI ကဖော်ပြပါတယ်။ ဖာကတ်တမကုံစက်ကောင်စီတဟာပြည်သူတွေရှိရာနေရာတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးဒုံးတိုက်ခိုက်နေတဲ့လုံလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေလို့ဒေသခံတွေထိခိုက်တိုက်ဆုံမှုတွေနှိစင်မြင့်တက်လာနေကြောင်း KIA အသိပေးပါတယ်။ဒါအပြင် KIA တင်ထားတဲ့စရုံမျိုးပတ်ကိုစက်ကောင်စီကနိုဝင်ဘာလ16ရက်နေ့မနက်မှလေရင်နဲ့ပုံကျဲတယ်လို့ဖော်ပြပါတယ်။လေကြောင်းတိုက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရသူနဲ့နေအိမ်ပြတ်ဆင်းမှုတွေရှိနေကြောင်းလည်းအသိပေးပါတယ်။စက်ကောင်စီဟာစက်တင်ဘာလ29ရက်နေ့မှာလင်းစရုံဒေသကို လေငင်ပုံကျဲလိုပြည်သူစစ်တပ်ဦးတည်ဆောင်ကထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။ KIA နဲ့စစ်ကောင်စီဟာဗမော်ဖာကန်ဝိုင်းမော်ဆော့လော်လန်ဆယ်ဒေသခေါလန်ဖူးဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလည်းအရတားပြည်သူနေထိုင်ရာတွေကိုပြစ်မှတ်ထားလေးကြောင့်တိုက်ခတ်မှုတွေမကြမကြာပြုလုပ်လျက်ရှိပါတယ်ရှင်။ဆလပင်မော်ရံတိုက်ပွဲမှာထိုင်းဘက်ထွက်ပြေးတဲ့စစ်သားတွေကိုထိုင်းပြန်ပို့ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မော်ရံမြို့ရင်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်တောင်းဆက်လေကိကနေသစင်ထန်းအနာပိုင်းတွေကစစ်ကောင်စီတပ်ပြန်လွှဲပေးလိုက်ပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLL နဲ့ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့တရမှုနဲ့အဖွဲ့ကိုထိုင်းဘက်ကပြန်လွှဲပေးတယ်လို့စစ်တမ်းဝါနာဖြန့်ချစ်သူတွေကလူမှုကွန်ရက်မှာတင်နေကြသလိုကော်တောင်းမျိုးကသတင်းရင်းမြစ်ချို့ကလည်းတည်ပြပါတယ်။၂၀လောက်ရှိတဲ့ပြန်လွှဲပေးတာပြန် ထွေအုံရစစ်သက်ယောဂါလာခေါ်သွားတယ်လို့မြို့ကန်တရင်ချင်းမြကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုံတွဲရေးမှာအရေးပါတဲ့မော်တာမျိုးကကရင်လွတ်မြောက်ရေးတပ်မတော် KNL လင်းဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PPL င်းဖို့ဖော်ဖက်ရယ်ဒီမိုကရေစီ PDF ပူပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မှာတင်ယူခဲ့တာဖြစ်ပါတယ်။ မြို့ရင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ကျော်ဖမ်းမိခဲ့ပြီးနေဆက်ကိုဖျက်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားသူတွေလည်းရှိပါတယ်။ထွက်ပြေးသွားတဲ့သူအရေအတွက်ကိုမသိရသလိုပြန်လွှဲရမှာတော့၂၀ဦးခန့်ပါဝင်တာကိုထွက်ပေါ်လာတဲ့တပ်ပေါ်မှန်တမ်းတွေမှာတွေ့ရပါတယ်။ထပ်ပြင်းစင်ကတနက်တွင်နဲ့လက်နက်ခရမ်းတွေကိုထိုင်းစစ်တပ်ကတင်ယူခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။အခုပြန်လွှဲပေးတာမှလက်နက်တွေပါမပါတော့မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြန်မာတရုတ်နယ်စပ်အနီးမှာကချင်လိုလက်ရဲတပ်မတော် KIA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းတရုတ်နိုင်ငံဘက်ကထွက်ပြေးခဲ့ဘူးပြီးတရုတ်ဘက်ကပြန်လည်ပြေးခဲ့ပါတယ်။ဒါအပြင် AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဘင်္ဂလားဒေ့နိုင်ငံဘက်ကထွက်ပြေးသွားခဲ့ကြသလိုချင်းတော်လက်ရဲတပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ကထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ရခိုင်က KLL နဲ့ PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေအတွင်မှာလည်းထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားခဲ့ကြပူပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုတပ်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီတပ်ပြန်လွှဲပေးလို့ရှိပါတယ်။ငါမသိငါစကမ်းမကြစေရလို့ကြွေးကြော်ပြီးတကယ်တိုက်တော့ပြေးတာမှမုံနေတာပဲလို့တက်ဆန်နဲ့ဆက်ကွန်စစ်စင်ရေးမှမြောက်ပိုင်းမဟာမိတ်တုံးပွဲနဲ့အတူတိုက်ခိုက်ခဲ့ပွေးတဲ့ရဲဘော် PDF တအူးကပြောပါတယ်ရှင်။